ဟယ်လိုဟယ်လိုဟယ်လိုဂုဒ်မော်နင်းပါဗျာအာကျွန်တော်နှစ်ချင်းခရင်ရပါဒုတိယမွေးချင်းခံပြီးတဲ့မီယိုဖလာ generation 40မြောက်နှစ်ချင်းခရင်ရဖြစ်ပါတယ်အဲဒေါထရင်ကိုပြောတာပါအာကျွန်တော်ဒေါထရင်လေးကိုအရင်ပြောတာအာကျွန်တော်တရားမဟောပါဘူးတရားဟောတာမဟုတ်ပါဘူးကျွန်တော်တမန်ကျမ်းစာကို interpret အ내ပြန်ပြတာလည်းဖြစ်ပါတယ် ဘောင်းလကန်ဖြစ်ပြီးတဲ့နှစ်ချင်းခရိယံမီအိုဖလာနှစ်ချင်းခရိယံတရားအနေနဲ့တမာကျန်းစာကိုတန်ရှင်သောဝိညာဉ်တော်အဖြစ်ဘလို့အ내ပြန်ချင်းခံရတယ်ဆိုတော့ဒါတကလဲလို့တာပါဒါကျင်ညာတဲ့သဘောပါဟို general knowledge ပေါ့ဗျာအဲအဲ့ဒီသဘောပါအဲအဲ့ဒါကျွန်တော်တရားဟောတာမဟုတ်ပါဘူးအခုဒီမေးထားတဲ့လူရှိလို့ပေါ့နော်အဲဥပဇေစရာ ဟိုပြစ်မှားသောအပြစ်ဆိုတာတန်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားသောအပြစ်အတူတူပဲတန်ရှင်းသောဝိညာဉ်တော်ဆိုတာဥပ္ပစေဆရာဥပ္ပစေဆရာဆိုတာတန်ရှင်းသောဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ဆိုတာခရစ်တော်ဥပ္ပစေဆရာဒီဟူသောခရစ်တော်ခရစ်တော်ဆိုတာယေရှုယေရှုဆိုတာခရစ်တော်ခရစ်တော်ဟာယေရှုဖြစ်တယ်လို့ယေရှုကခရစ်တော်ဖြစ်ပြီးတန်ရှင်းသောဝိညာဉ်တော်ဟာဥပ္ပစေဆရာဖြစ်ပြီးဥပ္ပစေဆရာဒီဟူသောတန်ရှင်းသောဝိညာဉ်တော်ဟာခရစ်တော်ဒီဟူသောဥပ္ပစေဆရာဖြစ်တယ် အဲ့ဒါငါပြန်လာမယ်ဆိုတာအဲ့ဒါ another manifestation one ပဲဖြစ်တယ်2မဟုတ်3မဟုတ်အဲ့ဒါကိုပြောတာအဲ့ဒါကိုလက်မခံဘူးဖယေဘွားလုပ်တဲ့သူနော်လက်မခံမနဲ့ဖယေကြီးဖယေလေးဖယေငယ်နော်ဒါတော့ဖယေဘွားဖယေဘွားပုဂ္ဂိုလ်ဖယေဘွားတစ်ပါးကိုကံကြီးဝွကျွေးအဲ့တိတ်အနာကပြည့်စုံပါနေကတ်အဲ့ဘုံလုံးကြီးအစာတွတ်တလို့တွတ်ပြီးခမဲတော်ဖယေဘွားပုဂ္ဂိုလ်ဖယေဘွားတစ်ပါးရှိမှာ အပ်ပြီးတော့ကားတင်တက်ပြီးတော့ငါတို့အပြစ်တွေကိုအဲမျက်နှာလွှဲပလိုက်ပြီးစွန့်ပစ်လိုက်ပြီးဆိုပြီးတော့အဲ့လိုနော်မိစ္ဆာအယူတူနေတဲ့ကောင်အဲ့ဒါတန်ရှင်းသောဝိညာဉ်တော်ပြင်မာတဲ့အပြစ်အဲ့ဒါပြောပြတာတန်ရှင်းသောဝိညာဉ်တော်ပြင်မာတဲ့အပြစ်ဆိုတာပါလေဆိုအဲ့ဒီအပြစ်ကယခုဘဝနောင်ဘဝချက်ချင်းမလွတ်တော့ဘူးချက်ချင်းမလွတ်တော့ဘူးအဲ့ဒါသားတော်ကိုပြင်မာတာအဲ့သားတော်ဆိုတာခရစ်တော်အခရစ်တော်ဆိုတာ ယေဟောဝါယာဝေ YHWH ကိုတော်တိုင်ကိုကိုကိုတိုင်တဲ့ကျင်းဆိုသောတရားစကားတွေငါနှုတ်မှထွက်သည်ဖြစ်မပြေစုံမဲမနေရဆိုတဲ့နော်ယေဟောဝါယာဝေရဲ့ခန္ဓာအဲ့ဒါ bodies of christ အဲ့ဒါဒါဆန်ရှစ်ကိုပေးတာဖြစ်တဲ့အတွက်ဒါတော်လို့ပြော only begotten son ဆိုတာတပါးဒီသောသားတော်ကိုစွန့်တော်မူသည့်တိုင်ကိုစွန့်ပစ်လိုက်တာမဟုတ်ဘူး ဖယဘွားခမဲတော်ကြီးอ่ะသားတော်ဖယဘွားအပေါ်မှာနော်မင်းတို့အပြည့်ကျွေးကံကြီးတွေတင်ပြီးတော့ကားလိုက်တင်တက်ပြီးတရားစီရင်အပြည့်ပေးပြီးဆွန့်ပစ်လိုက်တာကိုပြောတာမဟုတ်သားတော်ကိုဆွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ချစ်တော်မူတယ်အဲ့ဒီ sonship relationship သားရဲ့အဖြစ်တော် guide ဆက်ခွင့် grafting နော်မှန်တော်စပြည့်ပြည့်နေဖြစ်တယ်တင်တော့အခက်ဖြစ်တယ်ငါမှန်တော်စပြည့်နေမယ်တင်တော့အခက်ဖြစ်တယ်နော်အဲ့ဒါပါလဲဆိုတော့မူး ်လားတန်လွင်ရိုင်းကိုချိုးပြီးတော့ဇပြည့်ပြင်မှာထိုးဆိုင်လိုက်တာအဲ့ဒါအူဦးသီးသောအသည့်နှုတ်ကပတ်တော်အပြင်ဘွားမြင်သောသားအဲ့ဒါကိုစွန့်ပေးတော့ဟမ်သားတော်ကိုစွန့်တယ်လို့ခေါ်တယ်သားကိုလွှင့်ပစ်လိုက်တာမဟုတ်ဘူးဟမ်အဲ့ခွေးတွေကအဲ့နှစ်ချင်းအဲ့ဒီဟမ်68ရာခိုင်နှုန်းကောင်လေအဲ့ဒါသူတို့အပြုတ်ကိုအဲ့ဒီသားတော်ဖယဘွားပေါ်မှာတင်ပြီးခမဲတော်ကကားတိုင်းတင်ပြီးဆွန့်ပစ်ပြီးတော့တရားရှင်အပြစ်ပေးပြီးတော့ဆွန့်ပစ်လိုက်တယ်သူတို့အပြစ်တွေပါသွားပြီဆိုပြီးတော့ ခွေးလို့ဥူးနေတာပေါ့နော်မိုနိုတီဇင်ကိုပေါ်လီတီဇင်လုံးနေတာအဲ့ဒါပါတန်ရှင်းသောဝိညာဉ်တော်ကိုပြင်မှာအဲ့ဒါရခုဘောကနောင်ပေါ့ဒါရောမို့သူတို့ဘာရန်ပရိုက်ဆိုတာအဲ့ဒီကောင်တွေမေးကြည့်ဘောနေကင်းဆိုဘာမှမသိဘူးဒုတိယမူရင်းဆိုဘာမှန်းကိုမသိဘူးတိကိုမသိဘူးသူတို့ဘာပြောနှစ်ချင်းခံပြီးရင်ဒါဘောနေကင်းဖြစ်ပြီအဲဘောဘောနေဖင်းဆိုအစ်စ်မူခွာချင်း အာအနှစ်ချင်းခံပြီးသွားပြီနှစ်ချင်းခံပြီးသွားပြီဘုရားသခင်ယေရှုခရစ်တော်ကိုဝန်ခံလိုက်တယ်နဲ့ယုံကြည်မှုလက်ခံတဲ့သူကဘောနေကဲဖြစ်ပြီလို့ပဲပြောနေဘောနေကဲသူတို့နားမလဲဘာလို့ဘာရန်ဘရိုက်လို့ခေါ်တယ်လားအာဟမ်ตาဖွာခြင်းမရှိတော့ဘူးအမြုံမလို့ခေါ်တယ်အမြုံမတတိုးသမီးဘာရန်ဘရိုက်ဆိုတာတတိုးတော့တတိုးသမီးပဲဒါပဲနဲ့ตาဖွာခြင်းမရှိဘူးဘောနေကဲမရှိဘူးအဲသူတို့ပြောနေတယ်ဘောနေကဲကအဲ့ဒါအလွယ် အဲ့ဒါပါတန်ရှင်သောဝိညာဉ်တော်ပြင်မာတာပါလို့ဖယေဘွားလို့ပြီးပြင်မာတာမိုနိုသီဇင်ကိုပေါ်လီသီဇင်လို့ပြီးဟိန္ဒူဝိဇင်လို့အဲဒါတော်ဘုရားတပွားပုဂ္ဂိုလ်တပွားခန္ဓာရှိတယ်ကိုရှိတယ်စိတ်ရှိတယ်အဲခမီးတော်ခိုင်ဘုရားပုဂ္ဂိုလ်တပွားအဲခန္ဓာရှိတယ်စိတ်ရှိတယ်ဝိညာဉ်ရှိတယ်အဲဟမ်စံတိုးလို့ဆို၅ပါးလို့တာဟမ်ဘုရား၅စုလို့တာအဲစံတိုးတိန်ထေးစံတိုးဂျိန်းစီဝိနည်းစီနာဂကျော်နဲ့ရဲကျော်သူကိုထွေးပရဏံဆိုင်းကျော်တင့်နော် ဂျာဆိုင်တောင်ရပတ်တောင်အများကြီးပဲအတိတ်သေးသေးပဲအများကြီးကြောင်လက်သေးဝဲဟဲ့လားကြောင်လက်သေးဝဲတယ်အဲ့ဒီအကြောင်းကိုမပြောဘူးဒါပေမဲ့သူတို့ကအဲ့ဒီဟာလက်ခံထားတာဝင်ခံထားတာတိတ်သေးရှိမှဘီးသိခံထားတာအဲ့ဒါဖယားဖယားငါလို့ဝင်းညင်ငါလို့အဲ့ဒီကောင်အကောင်ငရေသွားမှာဘာလို့တန်ရှင်းသောဝိညာဉ်တော်ပြင်မာတဲ့အဖြစ်ကိုကျွန်တော်ပြောပြတာအဲ့ဒါတန်ရှင်းသောဝိညာဉ်တော်ပြင်မာတန်ရှင်းသောဝိညာဉ်တော်ဆိုတာတသက်ကံ၃ပါးတဲ့တသက်ကံ၁ပါးတန်ရှင်းသောဝိညာဉ်တော်အဲ့တန်ရှင်းသောဝိညာဉ်တော်ဘာလို့လွတ်တာလဲ ဘာအတွက်လွတ်တာလဲဆိုငါအကြောင်းကိုတက်သေးခံဖို့တခြားမင်းတို့ပြောတဲ့ဟမ်ပျောက်ပြီးငြိမ့်ပြီးအနာငြိမ့်ပြီးဟာရှာလာလာပပပလာပပပပအဲ့ဒါတွေလုံးဖို့စမကလာတွေလုံးဖို့တန်ရှင်းသောဝိညာဉ်တော်ကိုလွတ်တာမဟုတ်တန်ရှင်းသောဝိညာဉ်တော်ဆိုရယ်ဥစေစရာအဲ့ဒါခရစ်တော်ပဲခရစ်တော်ဒီဟူသောဥပစေစရာတန်ရှင်းသောဝိညာဉ်တော်ဒီဟူသောဥစေစရာ another manifestation ခရစ်တော်ယေရှုရဲ့ another manifestation အဲ့ဒါတန်ရှင်းသောဝိညာဉ်ဘာဟုတ်တဲ့သိခံလားလူစားဒီခံယူရဲ့နှုတ်ကပတ်တော်ယေဟောဝါရှားဝရဲ့ခံလာအဲ့ဒါ body of christ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပဲသက်သေခံအဲ့ဒီသက်သေခံချက်အတွက်လိုအပ်တဲ့အနာငိမ့်ခြင်းဟလာအာနမိတ်လက္ခဏာပြုခြင်းဟလာထူစားသောနမိတ်လက္ခဏာထူစားသောဟလာဝိညာဉ်စုကျေးစုကိုမျိုးစွာအဲ့ဒါသက်သက်လာပြီးတော့အလကားမတင်မင်းတို့လာပေးပြီးကြွမလာဘူး ဘာလဲဆိုလူဇာတိခံယူရနှုတ်ကပတ်တော်ယေဟောဝါယာဝေဟာ bodies of christ ခရစ်တော်ရဲ့ခန္ဓာ only begotten son ဖြစ်တယ်ဆိုတော့မူနိုတီစင်ဆိုတဲ့အကြောင်းကိုဝင်ခံတဲ့သူကိုသားလေတက်တည်ပေးဖို့တန်ရှင်သောဝိညာဉ်တော်ကလာတာဖြစ်တယ်အဲ့ဒါဥပဇေဆရာလို့ခေါ်အဲ့ဒါကိုဖယေဘွားလုပ်ပြီးတော့တန်ရှင်သောဝိညာဉ်တော်ကတပါပုပ်ကိုတပါမတူဘူးအဲအဲခရစ်တော်ကပုပ်ကိုတပါမတူဘူး ယေရှုကပုံကိုယ်တော်ကမတူဘူးအဲခမဲတော်ကပုံကိုယ်တော်ကမတူဘူးဆိုပြီးတော့ခွဲတဲ့ကောင်ယေရှုသည်ခရစ်တော်မဟုတ်ခရစ်တော်သည်ယေရှုမဟုတ်ဟမ်တခါယေရှုသည်ခမည်းတော်မဟုတ်ခမည်းတော်သည်ယေရှုမဟုတ်ဟမ်တခါခမည်းတော်သည်တန်ရှင်သောဝိညာဉ်တော်မဟုတ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 ်နဲ့ပြောနေတယ်ဟမ်အဲ့ဒီခွေးတော်စားကောင်နဲ့အားလုံးငရဲသွားမှာဘာအဲ့ဒါတန်ရှင်သောဝိညာဉ်တော်ပြင်မာတာတန်ရှင်သောဝိညာဉ်တော်မိုနိုတီဇင်ကိုပဲတက်တည်ခါတာ ်မိုးနိုတီစင်ဖြစ်ကြောင်းကိုပဲဥပစေစရာတက်သေးခံဖို့အတွက်လာတာဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလိုအပ်တဲ့အနာငင်းချင်းနမိတ်လက္ခဏာပြုခြင်းအာဟောဝေနမိတ်လက္ခဏာပြုခြင်းအနာငင်းချင်းအလုံးစုံတို့အဲ့ဒီအကြောင်းကိုပဲမူတည်ပြီးတော့လှုပ်တာဖြစ်တယ်။အကြောင်းပဲပဲလိုက်ပြီးတော့မျက်လက်ပြစားတဲ့ဟမ်ဝိညာဉ်မဟုတ်အဲ့ဒါတန်ရှင်သောဝိညာဉ်တော်ပြစ်မာတယ်ဆိုတာအပုပ်ကိုတုံးမှာဘုရားတုံးစုလို့တာအဲ့ဒါတန်ရှင်သောဝိညာဉ်တော်ပြစ်ပါယခုဘုရားနောင်ပေါ့ဒီကောင်ကဘာရန်ပရိုက် တယ်လားအဲ့ကောင်လေးအမေကြီးဘောနေကင်းဆိုဘာမှမသိဘူးနှစ်ချင်းကန်ပြီးဘောနေကင်းလို့ပြောတာတခြားကြီးရေနဲ့ဝိညာဉ်မမွေးတော့သူကဗျာဒခင်နိုင်ငံတော်ဝင်ဝုံးမဝင်အောင်ရေဆိုတာအနောင်နာနဲ့နှစ်မြုပ်ချင်းပရိစ္ဆာယောဟန် religion ကိုပြောတာ religion မှာ relationship ဆိုတာတန်ရှင်းသောဝိညာဉ်တော်နဲ့ပရိစ္ဆာဟဲ့လားအဲ့ဒါရေနဲ့မွေးခြင်းနဲ့ဟမ်ဝိညာဉ်တော်နဲ့မွေးခြင်းလို့ခေါ်တယ်အဲ့ဒါအရှင်ဟောရှင်ဟောခရုပဲအခန်းကြီး7နှစ်အငယ်20အငယ်32မှာ လူသားကိုနှုတ်ဖြင့်ပြမာသောသူဤအပြစ်ကိုလွတ်နိုင်တယ်ဟဲ့အဲယေရှုကိုဘာညာဆိုပြီးပြောလို့လွတ်တယ်။ဒါသူတို့ယေရှုငရေပို့နေတာတဲ့လားအဲတေပြီးတော့ငရေပို့တာလို့ပေါ့အဲ့လိုတွေပြောနေတယ်လူသားကိုနှုတ်ဖြင့်ပြမာသောအပြစ်ကိုလွတ်နိုင်တယ်။တန်ရှင်သောဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြမာသောသူဤအပြစ်ကိုယခုဘောဟာဆိုတော့နောက်ခုချက်ချင်းအခုချက်ချင်းတရားစီရင်တယ်။တဲ့လားသေးမမုံတော့ချက်ချင်းစီရင်အဲ့ဒါပါလေဆိုတော့ရှင်ဟောခရုရဲ့အခန်းကြီး၃ နီကောဒင်နဲ့ဝင်းနေလို့ပြေဆုံးတဲ့အခါမှာဟောအဲ့ဒါဘောနေကန်မှာပြောဘောနေကန်အခါနီကောဒင်နဲ့ယေရှုနဲ့ညအခါမှာတွေ့ဆုံးတာအဲ့ဒါရေနဲ့ဝင်းကြီးမမွေးသောသူကဘုရားသခင်နိုင်ငံတော်မှာဝင်ရဆိုအဲ့ဒါစီရင်ခြင်းကိုတခါတည်းနောင်ဆိုတဲ့ချက်ချက်ချင်းစီရင်ခြင်းကိုပြောလိုက်တာပမာလေဆိုရှင်ရောခရုအခန်းကြီး၃အငယ်၁လောကီသားတို့ကအပြစ်စီရင်ခြင်းကလည်းဘုရားသခင်သည်တားတော်ဤလောကသို့ဇေလွတ်တော်မူသည်မဟုတ်ဘူးအေးအေးဟာတားတော်တပါအနာသာပုဂ္ဂိုလ် ဖယဘွားတဘာကိုဇေလွတ်တာကိုပြောတော့မဟုတ်ဆန်းရှစ်ကိုလွတ်တာအဲ့ဆန်းဖြုတ်ကိုပါကိုကိုကိုတိုင်တယ်ပြီးကျိန်ဆိုတဲ့တရားစကားငါနှုတ်မှထွက်တယ်ပြီးမပြေစုံပဲမနေရဆိုတော့ what began flesh လူစားတီခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာ body of christ အဲ့ဒီမှာဂိုင်းဆက်ခွင့်ကိုစွန့်ပေးတာ graphing ကိုစွန့်ပေးတဲ့အတွက်နောင်နာဆွဲဝေခံတဲ့သူကသားရဲ့အဖြစ်တော်ကိုရတယ်အဲ့ဒါဆန်းရှစ်အဲ့ရာကိုလွတ်တာ သားတော်ကိုလွတ်တယ်ဆိုတာသားတော်ဖယဘွားကိုလွတ်တာမဟုတ်အဲ့ဒါအူသီးသောအသီး only begotten son လို့ခေါ်တယ်အဲ့ဒါဆက်နှစ် တရားစီရင်ရဲ့ဆိုတာယခုပင်အပြစ်စီရင်ရင်ခံရတယ်ဆိုတာဟောကျွန်တော်ရှင်းတာအရှင်ဟောခရုရဲ့အခန်းကြီးဆက်အခန်းကြီး၃အငယ်၁၇လောကီသားတို့အပြစ်ရှိရင်ချင်းကဘုရားသခင်ဒီသားတော်ကိုဤလောကသို့ဇေလွတ်တော်မူပြီးဟောတယ်။ Sonship ကိုပြောတာ ဖယဘွားသားတော်လွတ်တော်မဟုတ်အဲ့ဒီယေရှုခရစ်တော်ဆိုတာလူစားတိကံရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ခါလာသူကိုယ်တိုင်ဖြစ်တယ်အဲ့ဒါဘာအတွက်လာတာလဲဆိုတော့သားရဲ့အဖြစ်တော်လူကိုစွန့်ပေးမှဖြစ်တယ်လို့သားတော်လို့ခေါ်တာဟမ်ဂိုင်းဆက်ခွင့်အပြင်စွန့်ပေးမှအဲ့ဒါ born again လို့ခေါ်တယ်နော်အဲ့ဒီရှင်ဝံခရစ်ရဲ့အခန်းကြီး3မှာတခါလုံးအဲ့ဒါ born again ကိုပြောတာကျမ်းစာတအုပ်လုံးက born again ကိုပဲပြောနေတယ်ဒါဒုတိယမွေးခြင်းအဲ့ဒါယေရှုကိုမွေးတာလူကိုမွေးတာမဟုတ်အတ္တတဖန်လူကို လူတူဟာလူမြည်တီကခရစ်တော်နိုင်ရှိလေအသစ်သူပြုပြင်သောတရားဖြစ်တယ်ဆိုအဲ့ဒါဘောနေကင်းကိုပြောတာမဟုတ်ဘူးဘာလို့အဲ့ဂိုင်းဆက်ခွင့်စွန့်ပေးတဲ့ဘောနေကင်းဖြစ်သွားတဲ့လူဟာဟမ်မူလစပြစ်ရိုင်းကနေပြီးတော့တတ်ချိုးတန်လင်ရိုင်းကိုချိုးပြီးစပြစ်ပြင်မှာဆိုင်တဲ့လူစပြစ်တီးတီးလာဦးဦးတီးသောအသီးလို့ခေါ်တယ်ตาဦးလို့ခေါ်တယ်အဲ့ဒါနှုတ်ကပတ်တော်အပြင်ဘွားမြင်တော်ตาအဲ့ตาအရာကိုပေးလိုက်တာအဲ့အဲ့အတွက်ကိုနော်ตาတော်ကိုလွတ်တယ်လို့ပြောတာဖရေဘွားလွတ်တာမဟုတ်ဘူးနော် အရှင်ဟောခရုရဲ့အခန်းကြီး၃အငယ်၁၇ဟာအဲတားတော်ကိုလေဘုရားသခင်လောကီသားတို့ချစ်တော်မူသောကြောင့်ဘုရားသခင်ဒီတားတော်ကိုဤလောကသို့ဇေလွတ်တော်မူ၏လောကီသားတို့ကအပြစ်စီရင်ခြင်းအပြစ်စီရင်ခြင်းကဆိုဘာလို့လဲကယ်တင်ခြင်းပေးဖို့ redemption လွတ်မြောက်ခြင်းပေးဖို့ထောင်ထဲကဇာတိပဂတိခေါင်ထဲကနေဝိညာဉ်ပဂတိကိုနော် ရင်းနှုတ်ကဲတင်ခြင်းပေးဖို့အဲသားတော်ဆိုတာဒါကြောင့်သားတော်ရဲ့စကားသံကိုကြားတယ်။သင်္ကြန်မှမရှိတော့သူတို့ကြီးသားတော်ကြီးစကားသံကိုကြားတယ်။ထွက်ရမယ့်အချိန်ကာလရောက်တာဆိုတော့ခွေးတွေကယေရှုတည်ပြီးတော့မရဏသွားပါတယ်လို့ခွေးတွေကဥသေးတယ်။အဲအဲ့ဒါလောကလောကီသားတို့ရဲ့အပြစ်ကိုစီရင်ခြင်းကဘုရားခင်သားတော်ကိုဤလောကသို့ဇေလွတ်တော်မူနော်အဲ့ဒါ redemption ရင်းနှုတ်ကဲတင်ခြင်းဆိုတာဇာတိပဂတိဆိုတဲ့ကိုကာယထောင်ထဲမှာအဲတိပေတော့ ဟဲ16 16 19မှာတိပိတုံထောင်းဆိုတာအဲ့ဒါကိုပြောတာမရဏာကိုပြောတာမဟုတ်ဘူးเนาะလာဇရုထွက်ခဲ့လို့ပုတ်နေတယ်လေးရနေတယ်ပုတ်နေတယ်လာဇရုကိုထွက်ခဲ့လို့တခုံးခေါ်လိုက်တာဟဲမရဏာအန်ထုတ်ပြီးလာဇရုကနိုင်ငံနဲ့ပတ်ရပြီးထွက်လာတယ်ဟဲအဲ့ဒါဟာအသေးခံပြီးတော့လဲလဲမရဏာပွားလွတ်ပါလေဆိုမင်းတို့ထမင်းစားပြီးပြောတာလားယုံတဲ့ကောင်เนี่ยအောင်ဟဲချီးစားဆိုစားကြတာပဲလား ်ငါယိုင်းနေတဲ့ငါ့ကိုပြောတော့အဲ့လိုပြောတော့ယိုင်းနေတယ်ဖယားကိုမရဏပို့နေတယ်ကောင်လေဖယားကိုဖယားနဲ့တရားစီရင်တာကြတော့သူကဟာယင်ကျေးတိမ်မွေးတယ်ကောင်ကြီးဖြစ်အဲ့အိမ်ဥဖို့မတင်ပြီးတော့ဆယ်ဖို့တို့ဖို့ထည့်ပြီးကိုကိုယ်ဖယားကိုစော်ကားနေတာကိုအဲငါ့ကိုအဲ့ဖယားကိုစော်ကားတယ်မရဏကိုပို့တယ်ဟလာဖယားဘွားလို့တဲ့ကောင်လေးကိုနော်ပြင်းပြင်းထန်ထန်ဝေဖန်တဲ့လူနော်ထောက်ပြတဲ့လူကိုကြတော့ယိုင်းနေတယ် မယောင်ရာစီလူဟမ်ကရောင်းကြိုက်တခြားဖွင့်တခြားကောင်ခရင်ငါပိန်ချင်းပရိဒီဒါရောက်လို့အများကြီးသေကုန်လားစိတ်တော့ကသူတို့ဟိုလူကိုကိုးကွယ်တော့လူကအစိတ်တော့ခိုင်းတာအကုန်သေကွန်ဟိုနေမှာဟမ်လူကိုးရကြောအမေရိကမှာအကုန်အစိတ်တော့ပဲသေခိုင်းတာခလေးတွေရောပါတယ်ကိုးရမင်းတို့လိုကောင်မျိုးတွေချင်းပရိဒီတိလားအဲ့တော့ရှင်ဟောခရရဲ့အခန်းကြီး၃အငယ်၁၈မှာ လောကီသားတို့ကအပြစ်ရှင်ခြင်းကတဲ့ဘုရားသခင်သားတော့အဲ့ဒါဆန်းရှစ်ဖို့ဈေးလွတ်တော်ကိုပြောတာနော်ဖေရဘွားလွတ်တော်ကိုပြောတာမို့လောကီသားတို့ဒီကိုတော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မိကြောင်ဈေးလွတ်တော်မူကိုတော်အားဖြင့်ဆိုတာအဲ့ဒါပါလူစာတိခိုင်ယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ခန္ဓာ Bodies of Christ အဲ့ဒီခန္ဓာကိုဝေခံပြီးတော့ဂိုင်းဆက်ခွင့်မှာနောက်တော့ဆွဲဝေခံပြီးတော့ဂိုင်းဆက်ခွင့်စွန့်ပေးတဲ့ဂိုင်းဆက်ခွင့်သားတော်ကိုစွန့်လဲဆိုအဲ့ဒီခန္ဓာကိုပေးလိုက်တာ ဲ့ဒီခန္ဓာကိုဝင်ခံပြီးဆိုင်းရှစ်ကိုဝင်ခံပြီးဂိုင်းဆက်စွန့်ပေးတဲ့ဂိုင်းဆက်ခွန်းကိုနောက်တော့ဆိုဝင်ခံတဲ့သူအဲ့ဒါ redemption ရွေးလုတ်ကယ်ခြင်းညဘောနေကန်လို့ခေါ်တယ်နော်ဘုရားသခင်သားတော်ကိုဒီလောကသို့ဈေးလွတ်တော်မူပြီးမဟုတ်ဘူးလောကီသားတို့ဒီကိုတော်အားဖြင့်နော်အကိုတော်ဆိုအဲ့ body of christ မှာဂိုင်းဆက်ခွန်းအားဖြင့်ကယ်တင်ခြင်းသို့ရောက်မြေကြောင်းဈေးလွတ်တော်မူ၏တားတော်ကိုယုံကြည်တော်သူအပြစ်စင်ကအဲ့တားတော်ဆိုတာ 拍一盘一批手机啦，<laughs> 啊啦，电信开了，啊啦、嗯，哎，啥路股拍一盘一批手机，卡米罗是么？搞点电面，面路一笔股电面，面路一笔，感觉无几了，电面咯，卡米罗拍一盘是么？啊，比啥开啦？啊、um，路手机来讲，啊，比生意咯，吃钱生意啦，吃钱可为生意来的，啊啦，哪路多？啊啦，担心那五年咯，别买了，别讲一酷不玩，哪不玩？一酷吃钱生意啦，哎嘛，吃钱生意那不？ ကိုရောအားတဲ့ကေတင်ရင်းတို့ရောက်မိအကြောင်းဈေးလွတ်တော်မူပြီးတားတော်ကိုယုံကြည်တော်သူသည်အပြစ်ရှင်ရင်ခြင်းကိုမခံရလူဇာတိခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေဆိုတော့ယုံကြည်တဲ့သူပါလက်ခံဝန်ခံနောင်တဆွဲဝန်ခံပြီးဂိုင်းဆက်ခွင့်ကိုစာရှစ်ကိုဝန်ခံတဲ့သူပါနော် redemption ရွေးနှုတ်ကယ်ခြင်းဘောနေကင်းဖြစ်တယ်ကေတင်ခြင်းကိုရတယ်မယုံကြည်တော်သူမူပါဟာလာပြီ16ပါနော်ရှင်ဝခရုရဲ့အခန်းကြီး3အငယ်16 18အငယ်18မှာ မယုံကြည်သားတော်ကိုယုံကြည်သောသူသည်အပြစ်ရှိရင်ယုံမခံရမယုံကြည်သောသူမူကားဖရာသခင်၌တပါးဒီသောသားတော် only begotten son ကလားလူစားဒီခံရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ body of christ အဲ့ဒါလူကိုပေးတာသားရဲ့အဖြစ်တော် sonship စွန့်ပေးတာကိုမယုံတဲ့အတွက်ကြောင့်အဲ့ begotten son ဆိုတဲ့ only begotten son ကိုဖယ်ရဘွားအဖြစ်ယုံတဲ့အတွက်ကြောင့်နော် တဆူတပါးဒီတော့ဖရားဟုတ်မယုံမင်းနဲ့ဖရဲဘွားအဖြစ်ယုံပြီးခမေးတော်ရှင်မှာပြန်အပ်ပြီးတော့မင်းတို့ကံကြိုးဖို့ကြိုးသတ်ခိုင်းနဲ့အဲ့ဒီနှစ်ချင်းဟမ်68ရာခိုင်နှုန်းဟမ်ခွေးတယ်အားတဲ့တပါးဒီတော့သားတို့ကိုမယုံကြည်သောကြောင့်ယခုပင်နောင်ချက်ချင်းစီရင်တာယခုပင်အပြစ်စီရင်ခြင်းကိုခံရအပြစ်စီရင်ခြင်းကိုခံရကြောင်းပါအလင်းဒီအီလိုကအလင်းဆိုရလူစားဒီခံရနှုတ်ကပတ်တော့ရေဟောဝါရာဝေး နှုတ်ကပတ်တော့အဲ့ဒါလူဖြစ်ခံယူလာလေယေဟောဝါယာဝေခန့်တာ bodies of christ သားတော့ only begotten son အဲ့ဒါကိုမယုံကြည်တော့အလင်းဒီဤလောကသို့ဝင်တော်လေအပြစ်ရှင်ခြင်းကိုခံရကြောင်းကအလင်းဒီဤလောကသို့ဝင်လေလူတို့ဒီရဲ့မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလင်းတဲ့မှောင်မိုက်ကိုနှိမ့်သက်ကြ၏ဆိုးရုပ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့အလင်းကိုမြင်ပြီးမိမိတို့အကျစ်ပါသည်မထင်ရှားခြင်းအလင်းတို့မကျင့်ကြကြဂိုင်းဆက်ခြင်းကိုလက်မခံအောင် အဲ့အလင်းမှာဂိုင်းဆက်ခွင့်ကိုစွန့်ပေးလိုက်တာအဲ့ဒါသားတော့ only the golden sun ဟမ်ဖယားဘွားမဟုတ်ဖယားသုံးစုမရှိဘူးဖယားသုံးပုဂ္ဂိုလ်သုံးပါဖယားသုံးပါမရှိဘူးတော်ပါဘာမဲအဲ့ဒါဘယ်သူလဲဆိုယေရှုခရစ်တော်လူဇာတိကယေရှုခရစ်တော်ဘယ်သူလဲလူဇာတိကရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေခန့်တာအဲ့ဒါကိုမယုံကြည်ပဲဖယက်ဘွားလုပ်တဲ့သူဟာယခုပင်အပြစ်စင်ရင်ခါအဲ့ဒါဘာကြောင့်ယခုပင်အပြစ်စင်ရင်ခါလဲဆိုဟမ်ချက်ချင်းအပြစ်စင်ရင်ခါတာဘာကြောင့် အတန်ရှင်းသောဝိညာဉ်တော်အတန်ရှင်းသောဝိညာဉ်တော်ဆိုတော့ဥစေဆရာဥစေဆရာဆိုတော့ခရစ်တော်တည်းဟူသောဥပစေဆရာဥပစေဆရာဆိုတော့ယေရှုခရစ်တော်ယေရှုခရစ်တော်ရဲ့ another manifestation ကိုမယုံကြည်ဘဲနဲ့အဲ့ဒီဟာဖခင်ဘွားအဖြစ်လက်ခံတဲ့အတွက်ကြောင့်ယခုပင်အပြစ်စီရင်တယ်ချက်ချင်းစီရင်တယ်အဲ့ဒါပါလေရှင်မသက်ခရစ်ရဲ့အခန်းကြီး7ညအငယ်31လူသားကိုနှုတ်ဖြင့်ပြန်မာတော်သူအပြစ်ကိုလွတ်နိုင်တယ်တန်ရှင်းသောဝိညာဉ်တော်ဆိုတာဥပစေဆရာခရစ်တော်အဲ့ဒါဒုတိယအကြိမ်ပြန်လာအဲငါသွားမယ်ငါမသွားရင်တင်းလို့စီသူဥပစေဆရာမလား ငါသွားလင်ထူသူဥစေဆရာကိုတင်းဥစီကို90လွန်မယ်အဲ့ဥစေဆရာအဲလောကီသားတို့ကထင်ရှားသွားပေါ့ဗျာအပြစ်စီရင်ခြင်းကိုတော့အပြစ်လွတ်ချင်းကိုတော့အပြစ်စီရင်ခြင်းကိုလောကီသားတို့ထင်ရှားသွားပေါ့ဗျာအဲ့သူဥစေဆရာမိုနိုတီဇင်ဆိုတော့တစုတဘာဒီသောဖရာဆိုတာလူစာတီခိုင်ပြီးတော့နှုတ်ကပတ်တော်ယေဟောဝါယာဝေးရဲ့ခန္ဓာ bodies of christ ဟာ one ဖြစ်တယ်မိုနိုတီဇင်ဖြစ်တယ်ဆိုတာဟုတ်ပဲတသက်ခန္ဓာဖြစ်တယ်အဲ့ဒီတသက်ခန္ဓာချက်အတွက်လိုအပ်တဲ့ healing အနာငြိမ်းခြင်းတကူပြခြင်း ဟလာအာထူစားသောနမိတ်လက္ခဏာအဲ့ဒါတွေကိုပြူတာဖြစ်တယ်ပီကိုလာလှုပ်ဖို့တက်တဲ့ဘယ်တော့မှမလာပီကိုလာလှုပ်ပြီးလာပြီးတော့ထူစားသောနမိတ်လက္ခဏာပြဖို့တန်ရှင်သောဝိညာဉ်တော်မလာဘူးတန်ရှင်သောဝိညာဉ်တော်ဆိုရင်ဥပဇေစရာအဲ့ခရစ်တော်ယေရှုကခရစ်တော်ဖြစ်တယ်အဲ့ဒီခရစ်တော်ဟာလူစားဒီကံရနှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ရဲ့ Only Begotten Son သားရဲ့အဖြစ်တော်ကိုစွန့်ပေးတဲ့ဂိုင်းဆက်ခွင့်ကိုစွန့်ပေးတဲ့နော်ယေဟောဝါယာဝေ YHWH ရဲ့ဂျူဘရား စင်စစ်ကခန္ဓာဖြစ်တယ်ဆိုတော့သတိခံဖို့အတွက်ဥစေစရာလာတာဖြစ်တယ်အဲ့ဒါယေရှုခရစ်တော်ပဲဖြစ်တယ်၃ပါးမရှိဘူး၃ပါးမဟုတ်ဘူးเนาะ manifestation လာဖြစ်တယ်အဲ့ဒါအဲ့ဒါကိုမယုံကြည်တဲ့လူဟာတန်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားအဲ့ဒါအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားခြင်းဆိုတာအဲ့ဒါတဲ့လားအဲ့၃ပါးလုံးနေတာနောက်ယေရှုငရဲပို့တာတဲ့လားလာသူထွက်ခဲ့လို့မရဏနိုင်ငံမှာလေးရဲ့ပုံနေပြီလောက်ထိုးနေတယ်လာသူ ထွက်ခဲ့လို့တခုံးခေါ်လိုက်တာနဲ့မရဏာအန်ထုတ်ပြရတယ်။အဲ့ဒါထွက်လာ။အဲ့ဒါကိုတက်တော်စွန့်ပြီးတော့မရဏာသွားပြီးတရားဟောရပါတယ်။မရဏာသွားပြီးဒီကလေးလှုပ်ရပါတယ်ဆိုပြီးဟောနေတယ်။ဟမ်နှစ်ချင်းဂုရုတွေမင်းတို့ထမင်းစားတာဟုတ်ရဲ့လားလို့ယုံနေပုံနေရော။မင်းတို့ထမင်းစားတာဟမ်တမာချမ်းသာကိုဖတ်ကြ။ဒီလားလူတွေကိုမလိုက်နဲ့။ဟမ်ပုပ်ကိုခင်တရားမင်းအဲ့ဒီပုပ်ကိုကမရဏာသွားမင်းတို့လိုက်ရမှာ။ဟဲ့လား အဲ့ရှင်မသက်ခရုံးရဲ့ဆက်နှစ်အငယ်32နဲ့နောက်တစ်ခုရှိတယ်ရှင်လူကာခရုံးမှာပါလေအဲ့ဒါပါပဲအဲရှင်လူကာခရုံးရဲ့အခန်းကြီးဆက်နှစ်အငယ်30မှာလူသားကိုနှုတ်ပြင်ပြမာသောသူမြည်တွေကအပြစ်နဲ့လွတ်ရှည်ခြင်းအခွင့်ကိုရနိုင်တယ်တန်ရှင်သောဝိညာဉ်ကိုကဲ့ရဲ့သောသူတွေအပြစ်နဲ့လွတ်ခြင်းအခွင့်ကိုမှာအဲ့ယခုဘဝနောင်ဘဝလို့ပြောတာအဲ့ဒါဘယ်မှာပြောလဲဆိုတော့ရှင်မသက်ခရုံးယခုဘဝနောင်ဘဝမလွတ်နိုင်အဲ့နောက်ဆိုချက်ချင်းစီရင်လိုက်တာအဲ့ဒါရှင်မသက်ဟာ ရှင်ဟောခရုရဲ့အခန်းကြီး၃အငယ်၁၇ဆက်ရှင်ချက်ချင်းတရားစီရင်လိုက်တာဘာလို့အဲလူဇာဒီခံရယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေဆိုတာသံဆန်းရှစ်တားတော်ရဲ့အဖြစ်တော်ကိုစွန့်ပေးတယ်ယေဟောဝါယာဝေရဲ့လူဇာဒီခံရယ်တဆူတပါးဒီတော်ဘုရားရဲ့ခန္ဓာဘောဒီဆိုခရစ်ဖြစ်တယ်ဆိုတော့လက်မခံချက်ချင်းစီရင်လိုက်တာချက်ချင်းတရားစီရင်လိုက်အဲတန်ရှင်သောဝိညာဉ်တော်အဲတက်သေးခံကျဲဆိုတာတက်သေးခံတပါးဆိုတန်ရှင်သောဝိညာဉ်တော်ဟဲ့တကူပြဖို့ ပီကိုလာမြေလက်ပြကိုယောရှုရေးဆာယေဟိုဇော်လင်းအောင်လို့လို့အဲပီကိုလာဟိုဗာလဲကိုဗစ်ငလာလို့လို့အဲအဲမြေလက်ပြကိုလာတာမဟုတ်ဘယ်တော့မလာဘူးအဲလူစာဒီခံယူလဲနှုတ်ကပတ်တော်ယေဟောဝါယာဝေရမိုနိုတီစင်တစုတပါးရီတော့ YHWH ခန္ဓာ Bodies of Christ ဖြစ်တယ်ဆိုတော့တက်တေခံဖို့လိုအပ်တဲ့နမိတ်လက္ခဏာထူးဆန်းသောအရာအားလုံးကိုလို့ဖို့ အဲ့ဒါတတ်သိခံခြင်းတက်တက်လာဥပစေစရာလာတာဖြစ်တယ်။နော်အဲ့ဒီဟာကိုပြင်မာတာပါလေ။ဖယဘွားလို့တာယေရှုကိုငရေအမရဏပို့ပြီးတရားဟောခိုင်းတဲ့ကောင်လေး။အဲ့ဒါတန်ရှင်သောဝိညာဉ်တော်ကိုပြင်မာ။ဟမ်သုံးပါးသုံးစုဖယားလုံးနေတာ။အဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့တစုတစ်ပါးဒီတော့ဖယားမုန်းလို့ဒီစဉ် YHWH ဖြစ်ကြောင်းကိုတတ်သိခံတယ်။တန်ရှင်သောဝိညာဉ်တော်ဥစေစရာကိုစော်ကားတဲ့အဖြစ်ကယခုဘဝချက်ချင်းတရားရှင်လိုက်တာ။ God bless you everybody ။ကျွန်တော်နေချင်းခရင်ရပါ။ ဘောနဂန်ဒုတိယမိုးချင်းခံပြီးတဲ့မီယိုဖလာ generation 40မြောက်နှစ်ချင်းခရိယံဖြစ်ပါတယ် everybody god bless you